အလုံးမင်းမင်္ဂလာပါဒီနေ့မြမရွှေဈေးတွေကမနေ့ပိုင်းမှာဈေးမတက်ပါဘူးဈေးတွေကတော့နေငယ်ပြောင်းလဲမှုရှိပါတယ်ဒီနေ့က21ရက်နေ့3လပိုင်း2020နဲ့5ခုနေ့လက်ရှိတော့ပြောင်းနေတဲ့ချိန်ဟာထိုင်းစံတော်ချိန်မနေ့ပိုင်း7နာရီမိနစ်20ရှိနေပါပြီမြမရွှေက15ဘေးရကြသားကို64သိန်းနဲ့မှ3တောင်း16ဘေးရကြသားကိုဆိုင်ကရောင်းနေသေးက68သိန်းနဲ့မှ3တောင်းဆိုင်ကလက်ခံနေသေးက69သိန်းနဲ့မှ5တောင်း ။လက်ရှိကျွန်တော်ပြောနေတဲ့ခြွေသေးတွေကနေရာဒေသလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းနှိမ့်ငယ်กว่าကြာမှုလည်းရှိနိုင်ပါတယ်။ဒေါ်လာနဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းနေဈေးက4400နဲ့မှ30ယူရိုငွေဒီယူရိုကိုမြန်မာကျပ်ငွေ4825ကျပ်၊စင်ကာပူငွေဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းနေဈေးက3300နဲ့မှ50ဆိုင်ကလက်ခံနေဈေးက3000နဲ့မှ300တရုတ်ငွေဒီယွမ်ကိုမြန်မာကျပ်ငွေ633ကျပ်။ Australia ငွေဒေါ်လာကိုမြန်မာကျပ်ငွေ2000နဲ့မှ800။ Thai baht နဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကဘတ်ပေးကျပ်ယူသမားတွေကဘတ်ငွေ995ဘတ်ကိုမြန်မာကျပ်ငွေတသိန်း ကြက်ပေးပေးယူသမားတွေကကြက်တသိန်းကိုဘန်ကွေ900ရဲမှ60တပန်ငွေ3414တက်တမ13ဝန်မြန်မာကျပ်ငွေတသိန်းမလေးငွေတရားကိုမြန်မာကျပ်ငွေတသိန်းဒီရငွေ33690ကိုမြန်မာကျပ်ငွေတသိန်း။အိန္ဒိယငွေ1938ဒသမ93ကိုမြန်မာကျပ်ငွေတသိန်း။လက်ရှိကျွန်တော်ပြောနေတဲ့ငွေဈေးတွေကနေရာဒေသလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းငယ်กว่าချောင်းမှုလည်းရှိနိုင်ပါတယ်။မိမိတို့အနေနဲ့ငွေလွှဲတော့မယ်၊ငွေအလဲလဲလောက်တော့မယ်ဆိုရင်ဝန်ဆောင်ကပေးတဲ့သူရှိကိုအရင်ဖုံးဆက်ပြီးမှပဲငွေလဲလဲလောက်ကြပါလို့ကျွန်တော်ကတော့ကြံပြူချင်ပါတယ်။ မြန်မာရွှေစင်းငွေစည်းတွေကိုအများအားတင်ပေးပါရယ်မြန်မာရွှေစင်းငွေစည်းတွေကိုသိချင်နေဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကို follow လုပ်လိုက်လို့ထားနိုင်ပါရယ်အားလုံးပဲမင်္ဂလာပါ